ဒီလာမယ့်2026မှာဗုဒ္ဓသာမင်းတွင်တစ်နှစ်ပတ်လုံးဖော်စံလေးကျော်ဝင်မြပေးမှာဖြစ်ပါတယ်။ဒီလာမယ့်နှစ်မှာမိတ်ဆွေကန်ကစိုးနေလား၊ကံတွေကောင်းနေလား၊ဘာတွေပြင်ဆင်ထားသင့်လဲ၊ဘယ်လိုရည်ရည်အရွယ်ကိုခြေထားရင်ကံကောင်းမှုတွေဘယ်လောက်ရရှိမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။မိတ်ဆွေရဲ့အချီးရေးအိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကိုင်းပညာရေးသာမင်းကန်ကအစားငွေကြေးကန်ကအစုံစုံလျောင်းလေးကျွန်တော်ကြည့်ပေးမယ်။ပြီးရင်ဘီဝဲနောက်မှာကျွန်တော်ရည်ရည်လေးပြင်မယ်။ဒီရည်ရည်လောက်ထားမယ်ဆိုရင် တစ်နှစ်ပတ်လုံးဘုရူတာရီတွေကံကောင်းခြင်းတွေကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ရေရေအောင်ဖျားလုပ်ပေးပါကျွန်တော်အကြံပြုချင်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့တူလိုက်ကြည့်ကြမယ်ခင်ဗျာ။ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အခုကြီးတို့တောင်းချင်ပါတယ်။ကိုယ့်လိုမျိုးပဲအခက်အခဲတွေအချက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ဒီဗီဒီယိုကိုဝေမျှခြင်း share ခြင်းလုပ်ဖို့မေးပါနဲ့ခင်ဗျာ။မဲဆိုလို့ share တဲ့ချက်ကမပင်ပန်းဘူးဆိုပေမဲ့တစ်ဖက်မှာအဆင်မပြေဘူးအခက်အခဲတွေဖြစ်နေတယ်ဆိုရင်ဒီဗီဒီယိုမြင်ပြီးတော့သူရေရေမိုက်ချီလို့တစ်နေ့ပတ်လုံးအဆင်ပြေသွားမယ်ဆိုရင် မိတ်ဆွေတွေနဲ့ကခတ်တူကုလို့ရမှာဖြစ်ပါတယ်။သူများရဲ့အကျိုးလိုလားကိုယ့်ရဲ့အကျိုးရဲ့ရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ share ဝင်မျှဖို့မိပါတယ်ခင်ဗျာ။ကဲဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာ။ဒီလာမယ်2026မှာဗုဒ္ဓသားပြည်ရဲ့ကံကောင်းနေလားကံဆွနေလားမေးရင်ကောင်းအားက80လောက်ရှိနေပါတယ်။သတိထားရမှာ30လောက်ရှိပါတယ်။ဘာတွေကိုသတိထားရမယ်ဘာတွေကကောင်းတယ်လဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ နံပါတ်၁အချက်အနေနဲ့တငယ်ချင်းကန်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အားကောင်းနေတဲ့ကာလတည်းမှာရှိနေပါတယ်။ကိုအခက်ခဲတွေအကျက်တွေဖြစ်မယ်ဆိုရင်တယောက်တည်းမဖြတ်ကျော်ပါနဲ့တယောက်တည်းရင်မဆိုင်ပါနဲ့ကိုရမ်းချိရတဲ့တငယ်ချင်းတွေအရန်ခင်ရတဲ့မိတ်ဆွေတိုင်းပြည်မှာဆွေးနွေးပါသူတို့စီကအကြံဉာဏ်ကောင်းတွေရရှိပြီးတော့မိတ်ဆွေတွေအခက်ခဲတဲ့အကျက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်။ရက်ဝေရတငယ်ချင်းမိတ်ဆွေရတဲ့အကျိုးပေးတယ်။ဒါကြောင့်တငယ်ချင်းကန်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့ကာလမှာဖြစ်တော့ကြောင်းကိုအကူအညီလိုမယ်ဆိုရင် တကယ်ချင်းတွေကိုကုညီတောင်းမယ်ဆိုရင်အလွယ်တကူကုညီရတာမျိုးတွေဂျုံတွေးနိုင်ပါတယ်ပြီးတော့ရင်မိတ်ဆွေကောင်းတကယ်ချင်းကောင်းအစ်စ်တွေလည်းရရှိတတ်ပါတယ်ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မယ်တကယ်ချင်းကန်နဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတယ်နှစ်နှစ်ဖြစ်ပါတယ်ကျွန်တော်ပြန်ပြောပါမယ်အခက်ခဲတဲ့အကြက်တွေဖြစ်မယ်ဆိုရင်အကူညီတောင်းဖို့မမေ့ပါနဲ့တိုင်းမေ့ဖို့မမေ့ပါနဲ့ကိုယ့်ရဲ့အခက်ခဲတွေကတကယ်ချင်းတွေအကူညီထောက်ပံ့ကြောင်းအဆင်ပြေသွားမယ်နှစ်နှစ်မှရှိနေလို့ပါငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်အားကောင်းနေတာတော့မဟုတ်ဘူး ငွေအခြေနဲ့ပတ်သက်ပြီးတော့ထိုက်လောက်နေတော့ဝင်လာခဲ့မယ်။ငွေစုမိဆောင်မိအားကလည်းအရန်ကောင်းနေတာမဟုတ်ဘူး။တချို့ကတော့စုဆောင်မိမယ်။တခုတည်းထားရမှာကကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာမှာတော့မဟုတ်ဘူး။မိမိစူးစမ်းရင်စူးစမ်းတော့တော့ငွေတွေဝင်လာနိုင်ခြင်းရှိပါတယ်။ဒါကြောင့်ဒီနေ့မှာဒီထားရမှာကငွေချီတာတွေငှားတာတွေအာမခံတာတွေငွေအခြေနဲ့ပတ်သက်ပြီးတော့ဘယ်လိုကိစ္စမှမဆိုဒီထားဖို့အရေးကြီးပါတယ်။ကျွန်တော်ပြောတဲ့အချက်ကိုဒီထားနိုင်မယ်ဆိုရင်တော့မိတ်ဆွေငွေချီတွေကနော်ဆိုရှယ်မှုအားကနေထောင်းမှာဖြစ်ပါတယ်။ တရားငွေချိန်နဲ့ပတ်သက်မယ်ဆိုရင်ကြီးတာတွေငှားတာတွေအာမခံတာတွေမလုပ်နဲ့အာမခံပေးမယ်ဆိုရင်လည်းကိုကစိုက်ရရတာတွေကိုစုဆောင်တဲ့ငွေချိန်တွေကသူများကိုပေးလိုက်ရတာတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့သူများရဲ့အပူကကိုယ့်ရဲ့အပူဖြစ်တတ်ပါတယ်။ငွေချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတဲ့အချက်တွေကြီးဆိုင်နိုင်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ခင်ဗျာ။မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်ဒီလမဲ2026မှာကိုယ့်ရဲ့မိသားစုချင်းကတော့အဆင်ပြေတယ်ဆိုပေမဲ့ဘေးရလူတွေအတွက်ကြောင့်ပတ်ဝန်းကျင်ကမိထိုးမှုကြောင့်ကိုယ့်ရဲ့မိသားစုတွေအဆင်မပြေဖြစ်တတ်ပါတယ်။ ရောင်မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ဘေးရလူရင်အတွက်ကြောင့်ကိုယ့်ရဲ့မိသားစုတွေစိတ်ဝင်ကြွေးတာတွေညီကိုမောင်နှမတွေမိဘတွေနဲ့နားလည်မှုတွေတာတွေဂျုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ဒီလာမဲ့2026မှာပတ်ဝန်းကျင်တွေရောသူကြီးဆိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အရန်ကောင်းနေတာကအင်ချန်မီနဲ့ပတ်သက်တာဒီလာမဲ့2026မှာဗုဒ္ဓတာရီတွေအိမ်ပိုင်းတာမျိုးတွေချမ်းပိုင်းတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်အင်ချန်မီနဲ့ပတ်သက်အရန်အားကောင်းနေတဲ့အတွက်ကြောင့်မို့အိမ်ဝယ်မဲ့သူတွေချမ်းဝယ်မဲ့သူတွေကလည်းအဆင်ပြေပါတယ်။ ကိုကအိမ်ဝယ်ဖို့ခြံဝယ်ဖို့ရည်ရွယ်ထားတယ်ဆိုရင်လည်းအလွယ်တကူရရှိလာမှုတွေကြုံတွေ့နိုင်ပါတယ်ဒီတစ်ချက်တော့အရန်ကောင်းပါတယ်ကိုရဲ့မိသားစုဝင်ထဲမှာပြောင်းနေတဲ့သူတွေအဆက်အသွယ်ပြတ်နေတဲ့သူတွေရှိတယ်ဆိုရင်လည်းပြန်လည်အဆက်အသွယ်ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်အရန်ကောင်းတဲ့နေနေဖြစ်ပါတယ်နောက်တစ်ချက်ကောင်းနေတာကအချိန်နဲ့ပတ်သက်တာကြောက်လာတဲ့နမိတ်ရကမိသားစုကံဖြစ်နေပါတယ်အချိန်နဲ့ပတ်သက်ပြီးတော့နော်ဒီမှာလင်မယားနှစ်ယောက်ကပျော်စွင်တက်ကြွနေတယ်ပြီးတော့ကလေးတွေကဆော့ကစားနေတယ်အပေါ်မှာခွတ်နမိတ်ကအပေါ်မှာမိုးထားတယ်ဒီနမိတ်ကိုကြည့်ချင်းအားဖြင့် ဘောရိုသားမီးတွေအခြေအနေပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့နှစ်လေးဖြစ်ပါတယ်။ပြီးခဲ့တဲ့2025တော့အခြေအစီမပြေခဲ့သမျှတွေဒီလာမယ့်2026မှာအဆင်ပြေပြီးတော့ပျော်စွင်သောမိသားစုဘဝတစ်ခုလည်းရောက်ရှိမှာဖြစ်ပါတယ်။လူငယ်တွေနေတဲ့အိမ်ဆောင်ကြတာတွေအိမ်ဆောင်ကြမယ်ဆိုရင်လည်းပျော်စွင်တက်တက်ကြွကြွနေနော်ကိုချစ်တဲ့သူနဲ့အိမ်ဆောင်ကြပြီးတော့ပျော်စွင်တဲ့မိသားစုဘဝတစ်ခုကိုရောက်ရှိမှာဖြစ်ပါတယ်။အခြေအစီမပြေတဲ့သူတွေတေချာပေါ့အခြေတွေအဆင်ပြေပြီးတော့ပျော်စွင်သောမိသားစုဘဝတစ်ခုကိုရောက်ရှိမှာဖြစ်ပါတယ်။ အိမ်အောင်ကြနိုင်ခြင်းလည်းရှိပါတယ်အရန်ကောင်းပါတယ်နောက်တစ်ချက်ကောင်းနေတာကကို့မှာနော်အသွင်းရံလူမရှိပါဘူးနော်ကို့မနာလို့တဲ့သူတွေမိုးတဲ့သူတွေမရှိပါဘူးကောင်းပါတယ်ပြီးတော့ကိုကအစမ်းရမ်းပွင့်နေတဲ့ကာလထဲမှာလည်းရှိနေပြန်ရောဒါကြောင့်မို့အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့လောက်ကိုင်းမယ်ဆိုရင်အဆင်ပြေလွယ်တယ်အောင်မြင်လွယ်တယ်ပြီးတော့ကို့ချစ်ကြိုက်ခင်တဲ့သူတွေကလည်းများနေတဲ့ကာလထဲမှာရှိတော့ကြောင့်မို့ဘယ်လိုကိစ္စမှဆိုအောင်မြင်တာမျိုးတွေအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်မှာမိတ်ဆွေကစမ်းရမ်းပွင့်နေပါတယ် ရန်ကောင်းပါအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့နေ့တည်းမှာရှင်နေပါလေကိုယ့်ရဲ့အိမ်အောင်ဘက်ကြောင့်ငွေတွေထုတ်လိုက်ထိုင်လိုက်ဝင်လာတဲ့မျိုးတွေကြုံတွေ့ပါတယ်။တရားတစ်ခုတည်းထားရမှာကငွေဝင်လာတဲ့လောက်ကိုယ့်ရဲ့အိမ်အောင်ဘက်ကစိတ်မကြည်တာတွေစိတ်ညစ်စရာတွေကြုံတွေ့တတ်ပါတယ်။ဒါကြောင့်မိတ်ဆွေကမိတ်ဆွေရဲ့အိမ်အောင်ဘက်ပေါ်မှာနော်ပွားစီပွားစီဒေါ်လာတွေသူမှကြားတဲ့အရာတွေလုံးမိတာတွေမလုပ်ဖြစ်အောင်စူးစမ်းပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။သူကအလုပ်ပင်ပန်းလို့ကတမျိုးမိတ်ဆွေကပြောတယ်ဆိုတယ်ဆိုရင်ပိုဆိုးသွားတတ်တယ် ိမ်တော်ကြီးတွေညံ့သွားတတ်တယ်။ဒါကြောင့်မိတ်ဆွေဖက်ချန်ကကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာနားလည်နိုင်အောင်ကြိုးစားပါ။ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာနော်တိတက်တဲ့နော်အိမ်တော်ဘက်တယောက်ဖြစ်အောင်လေးကြိုးစားပါလို့ပဲကျွန်တော်အကြံပြုချင်တယ်။ဒါမှမဟုတ်ကိုယ့်ရဲ့အိမ်တော်ကြီးတာယာတာမျိုးတွေအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်တယ်။အရန်ကောင်းတာကကိုယ့်ရဲ့အိမ်တော်ဘက်ကြောင့်ကငွေကြေးတွေပြည့်စုံသွားမှာဖြစ်ပါလေ။အရန်ကောင်းပါနဲ့ခင်ဗျာ။အိမ်တော်ကြီးအဆင်မပြေတဲ့သူတွေအိမ်တော်ကြီးကြောင့်တော့ကများတဲ့သူတွေနေတဲ့ကလည်းတေချောင်းအဆင်ပြေမယ်ခလာတွေမှာရောက်ရှိလာမှာဖြစ်ပါလေ။ပြီးတော့ကိုယ့်အိမ်တော်ကြီးကံညံ့နေတဲ့လူတယောက်ဆိုရင်ဗီဒီယိုအနောက်မှာကျွန်တော်ရေတရာလေးပေးမယ်။ ဒီရတရားလုံးလက်ချင်ရပြီးအိမ်တော်ကြီးကံတွေကောင်းပြီးတော့ကျော်ဆွေနှုတ်မိသားစုဘွားကိုရောက်ရှိမှာဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့ရတရားဖြောင်းလုပ်ပေးပါဦးကျွန်တော်ကအကြံပေးချင်ပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေတာတော့မဟုတ်ဘူးဘောရူတောင်ပြီးတွေကျမကြီးနဲ့ပတ်သက်တော့အထူးပြုဆိုင်ပါအထူးသတိထားရမှာကကိုလှုပ်တဲ့အလုပ်ကထိခိုက်နိုင်တဲ့အလုပ်တွေဖြစ်နေတဲ့ဆိုရင်ဂလူဆိုင်ပါနော်ဒါကြောင့်အလောက်ကိုင်းတဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေတယ်ဆိုပေမဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့ညံ့သက်ပါရင် အလုပ်ပေါ်မှာအရန်အာယုံစိုက်တာတွေအလုပ်တွေအရန်ကြိုးစားပြီးလုပ်တာတွေကျမကြီးဘယူမဆိုင်ပဲလှုပ်ချင်လို့လှုပ်တယ်စားချင်လို့စားတယ်သွားချင်လို့သွားတယ်။နော်အဲ့ဒီပြက်တွေကများလာတယ်ဆိုရင်ကျမကြီးရုတ်တရက်ညံ့သွားတတ်ပါဒါကြောင့်ကျမကြီးနဲ့ပတ်သက်ပြီးတော့အထူးကြီးဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။ကြောက်လိုက်တဲ့နမိတ်ရပြောရမစင်ဘာနမိတ်ဖြစ်တယ်။ဒါကြောင့်ဒီနှစ်မှာမိတ်ဆွေကကျမကြီးကိုညံ့သက်တယ်။ဒါကြောင့်ကျမကြီးမညံ့အောင်ပြင်ဆင်စရာရှိတာပြင်ဆင်ထားဖို့အရင်ကြီးကြည့်ပါတယ်။ကိုနဲ့မတည့်တဲ့အစားအစာတွေမစားဘူး။ တော့အေးဝါအိမ်မေအလုတ်ကိုလည်းကြိုးစားတာတော့ကြိုးစားတယ်ဒါပေမဲ့ကျမကြီးထိခိုက်တဲ့ထိတော့မလုပ်ဘူးဆိုတော့တော့စီကံလေးထားမယ်ဆိုရင်တော့ကျမကြီးတွေကတိတ်ပူစရာတော့မလိုဘူးကျော်ပြောတဲ့အချက်ကိုလိုက်နာမယ်ဆိုရင်ကျမကြီးတွေကခေါင်းမှဖြစ်ပါတယ်။ဒီလာမယ်2026မှာဘောရိုတာဝင်းဖီဖီမေမေနေနဲ့ကို့မှာတားလေးမွေးထားတဲ့ဆိုရင်အရန်ကျိုးပေးမယ်နှစ်နှစ်မှာရင်ဆိုင်ရမှာဖြစ်ပါတယ်။တားကျိုးခံစားရမှာနှစ်နှစ်ဖြစ်ပါတယ်။ကို့ရဲ့တားကပြောဆိုရခက်နေတယ်ဆိုရင်ပြောဆိုဆုံးမကြည့်ပါအလွယ်တကူနားထောင်တာမျိုး သူ့ရဲ့အမှားတွေကိုသိပြီးတော့အမှန်ပြင်တာမျိုးတွေကြုံတွေ့နိုင်ပါလေ။ဒါကြောင့်သားချိုးနဲ့ပတ်သက်ပြီးတော့အရန်ခံစားရမယ်နေ့နေ့မှရှိနေပါတယ်။ပြီးသားမီးလိုချင်တဲ့သူတွေနဲ့ကလည်းအလွယ်တကူရရှိတတ်ပါတယ်။အရန်ကောင်းပါတယ်။ရခဲ့ရင်လည်းသားတွေပဲဒါဖြစ်ဖို့များပါတယ်။တမီးချိုးနဲ့ပတ်သက်မယ်ဆိုရင်တိတ်တော့အားကောင်းနေတာတော့မဟုတ်ဘူး။တမီးမိန်းကလေးတွေမွေးထားတဲ့သူတွေနေနဲ့ကို့မှာစင်ငယ်စရာတွေစိတ်ဆုပ်စရာတွေသူတို့ကြောင့်ကို့မှာပူပန်ရတာတွေကြုံတွေ့နိုင်ပါတယ်။ ြီးတော့ပြောဆိုရခက်တာတွေလည်းကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်တမိမွေးသားတဲ့ဖိုတိုတာမိနေနဲ့အထူးပြုဆိုင်ပေးပါလို့ပဲကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာ။ဘာသာတရားနဲ့ပတ်သက်ပြီးတော့နှစ်နဲ့အားနေသွားမယ်ဆိုတဲ့နှစ်နဲ့မှရောက်ရှိနေပါတယ်။ကိုကအလုပ်တွေအရန်ပင်ပန်းလို့အလုပ်တွေအရန်လုပ်ပြီးတော့ဘာသာတရားတွေမလုပ်ဖြစ်တာတွေမကင်ဖြစ်တာတွေကြုံတွေ့ပြီးတော့ကိုကလည်းအညံ့လေးတွေကိုယ့်စီကိုရောက်ရှိလာနိုင်တယ်။အညံ့ဆိုတာကမမြင်နိုင်တော့လောကီပညာပြုစားနောက်ဆက်တာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ဘာသာတရားလေးတွေကိုအရင်ကထပ်ပို့ပြီးတော့လုပ်ပေးပါ။ကုလိုကောင်းလို့များများလုပ်ချင်အောင်ဖြစ် စီးပွားရေးအလောက်ကံကျမ်းမာရေးတွေခေါင်းမော်လာမှာဖြစ်ပါတယ်ဒီတစ်ချက်လေးတော့အထူးပြုဆိုင်ပေးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေတာတစ်ခုကလုပ်ငန်းအဟောင်းတွေလုပ်ငန်းအဟောင်းတွေကပုံပြီးတော့အကျိုးပေးမယ်ကားလာထဲမှာရှိနေပါတယ်ကိုလောကမထင်ထားတဲ့လုပ်ငန်းအဟောင်းတွေအစင်မပြိုးထင်ထားတဲ့အလောက်အဟောင်းတွေကပြန်လဲအစင်ပြေတာမျိုးတွေတော့ပြန်ပြီးတော့ တော့ငွေကြီးတွေပြည်စုံလာတာတွေဂျုံထိတ်နိုင်ပါလေဒါကြောင့်မို့ကိုယ့်ရဲ့အလုပ်အဟောင်းတွေကပြန်ပြီးတော့အကျိုးပေးမယ်ဖြစ်တော့ကြောင်းမိတ်ဆွေကနေရာအဟောင်းတွေကိုပြန်ပြီးတော့သွားတာမျိုးအလုပ်အဟောင်းတွေပြန်လဲစတင်တာမျိုးလှုပ်ကြည့်ပါ၊ဂိုင်ကြည့်ပါအဟောင်းတွေကနေအတက်ပြန်ဖြစ်တာမျိုးအဟောင်းတွေကနေတော့ပြန်ပြီးအဆင်ပြေတာမျိုးတွေဂျုံထိတ်နိုင်ပါလေအလုပ်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အလုပ်တွေစတင်တာထက်လက်ရှိကိုလှုပ်နေတဲ့အလုပ်ကိုဘယ်လိုမျိုးကောင်းအောင်လုပ်မလဲဘယ်လိုမျိုးတိုးချဲ့မလဲ ော်ဘယ်လိုမျိုးစတင်လဲဆိုတော့စဉ်းစားရင်တော့ပို့ပြီးတော့ကောင်းတယ်။ဒါကြောင့်လုပ်ငန်းအသစ်ကိုကျွန်တော်အားမပေးဘူး။လက်ရှိလုပ်နေတဲ့အလုပ်ကိုဒီထက်ပိုပို့ပြီးအဆင်ပြေအောင်စူးစမ်းမယ်ဆိုရင်တော့အောင်မြင်မှုတစ်ခုကိုရရှိမှာဖြစ်ပါတယ်။အလုံးမရှိတဲ့သူတွေအလုတ်ကန်နဲ့ပတ်သက်တဲ့စိတ်ညစ်နေရတဲ့သူတွေကလည်းတေချာပါအလုပ်တွေရရှိမှာဖြစ်ပါတယ်။လုပ်ငန်းကံကံကံကတော့အရန်ကောင်းတယ်။အလုပ်ငန်းအဟောင်းတွေကပို့ပြီးတော့အကျိုးပေးမယ်ကာလတွေမှာရှိနေပါတယ်။နောက်တစ်ခုသတိထားစရာတစ်ခုတော့ရှိတယ်။ကံနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတာတော့မဟုတ်ဘူး။90 90တော့ရှိတယ်။ ကန်ဆန်းချင်လဲရတယ်ဒီပေါက်ကန်တချို့တော့ရှိတယ်အများကြီးတော့မဟုတ်ဘူးဟိုကကန်နဲ့ပတ်သက်ပြီးတော့ဝါနာပါတယ်ဆိုရင်တော့ဆန်းကြည့်ပေါ့အရန်အားကောင်းနေလားမဟုတ်ရတော့ကြောင့်မို့တိတ်တော့အချိုးပေးမှာတော့မဟုတ်ဘူးမိတ်ဆွေကကန်ဆန်းချင်တယ်ဆိုရင်တော့တစ်ပါတဲ့နံပါတ်တွေကိုးပါတဲ့နံပါတ်တွေကအရန်ချိုးပေးနေတယ်နှစ်နေဖြစ်ပါတယ်တင့်နဲ့ကိုကိုညံရှိလို့ဆက်တတ်ကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကန်ကောင်းနေတဲ့အရောင်ကအစိမ်းရောင်ရယ်တိမ်ပြာရောင်ရယ်ကကန်ကောင်းပါတယ်ဒီလိုအရောင်တွေကိုညံရှိတော့အသုံးပြုချင်ရပါပြီကန်ကောင်းမှုတွေတွေတေချာပေါင်းရရှိမှာဖြစ်ပါတယ် မိတ်ဆွေအလုံးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အရင်ကြီးတဲ့ကိစ္စတွေပြောမယ်ဆိုမယ်သွားမယ်လာမယ်ဆိုရင်ဒီအကြောင်းလေးတွေဝတ်ဆင်ပြီးတော့သွားမယ်ဆိုရင်သင်ချောင်းပေါင်းအဆင်ပြေမှာဖြစ်ပါတယ်။ကဲအထူးသတိထားစရာတခုတော့ရှိတယ်။ဒီလာမယ်2026မှာမိတ်ဆွေရက်ဝေးသွားတာတွေခီးထွက်တာတွေတော့တိတ်လှုပ်လို့မရဘူးအကျိုးမပေးဘူး။ရက်ဝေးသွားမယ်ကံကကြားလာနိုင်မရဆိုရင်နော်ဘယင်နမိတ်ဖြစ်တယ်ဘယင်ကဓာတ်ကိုကင်တာ ဘရင်ဆိုတာကတိတဲ့အတိုင်းပဲเนาะနိုင်ငံကိုအုပ်ချုပ်နေတဲ့လူတရားမိစေကသွားနဲ့လာမယ်ဆိုရင်เนาะလန်ခီမှာနိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်ကြောင့်ကို့မှာအဆင်မပြေတာတွေပြိပင်တာတွေအသာစီတာတွေအချုပ်နှောင်တွေအဲ့လိုမျိုးတွေဂျုံတွေ့ပြီးတော့မိစေကအဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်မို့ဒီလာမယ်2026မှာသွားမယ်လာမယ်ဆိုရင်အထူးကူဆိုင်မှာလို့ကျွန်တော်အကြံပြုချင်တယ်မဖြစ်မနေသွားရမယ်ဆိုရင်တော့เนาะတနင်္ဂနွေ၃မှာကိုစောက်တည်မှာသွား၅မှာတည်တာတွေခံယူပြီးမှသွားเนาะသွားတဲ့လန်ခီတစ်ချောင်းမှာ ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဆိုပြီးတော့တရဏဂုံသုံးပါးစောင့်တည်ပြီးတော့သွားမယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။နောက်ချက်သီးသားဆရာကဒီကတ်ထဲမှာပြနေတဲ့မယားပြောရမယ်ဆိုရင်မိတ်ဆွေရအလောက်ကံစီးပွားနဲ့ပတ်သက်ပြီးတော့အစဉ်ပြေမယ်တိုးတက်မယ်ဆိုပေမဲ့မမြင်နိုင်တော့လောကီပညာနဲ့ကိုယ်မနာလိုလူတဲ့တချို့တော့အားလုံးတော့မဟုတ်ဘူးတချို့တယောက်စားနှစ်ယောက်စားကမမြင်နိုင်တော့လောကီပညာနဲ့ပြုစားတာတွေနှောက်ဆက်တာတွေမကောင်းတဲ့ပညာနဲ့တိုက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ် မိတ်ဆွေအားစီကန်းစီယုံသွားလည်းမပြဘူးတွေးစီသက်မှတ်ရိုက်လည်းဖြစ်မပေါ်ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူးစိတ်နဲ့လူနဲ့မကပ်ဘူးစိတ်တည်းကလေးညာနေတယ်ဆိုရင်တော့နှိစက်ရစရာတွေမှာစစ်ဆေးကြည့်ပါကျွန်တော်အကူကြီးတောင်းပြီးစစ်ဆေးမယ်ဆိုရင်လည်းရပါတယ်အခမဲ့စစ်ပေးပါတယ်ပျော်ကပဲစစ်ပေးတာနော်ဗီဒင်တွက်ပေးတာတော့မဟုတ်ဘူးဗီဒင်မေးမယ်ဆိုရင်တတ်မှတ်ထားတဲ့ပူဇော်ကားတော့ရှိပါတယ်ဒါကြောင့်မို့ဒီလာမယ့်2026မှာမမြင်နိုင်တော့လောကီပြန်ပြူစာနှောက်ဆက်တတ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတွေနဲ့ဖျားပြားလေးမြင်အောင်လုပ်ပါနော်အလောက်ကလည်းပြင်ပန်းတာတမျိုး ဖျားတရားကလည်းကွာလောက်ရမယ်ဆိုတော့လည်းအရန်ပင်ပန်းမှာပေါ့ဒါကြောင့်မို့ဖျားတရားကိုမပြတ်မခွက်လေးလောက်ချင်အောင်ပြမကောင်းလို့အညက်ကြီးကနေတုတ်ပြီးတော့ဒီထက်အဆင်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်ဖျားတရားလေးကိုပုံမှန်လေးလောက်ပြီးပါလို့ပဲကျွန်တော်ကအကြံပြုချင်တယ်ပုလို့ကောင်းမှုတွေများများလောက်ပြီးပါခင်ဗျာမမြင်နိုင်တော့လောကီပညာပြုစားနှောက်ဆက်တတ်ပါဒီချက်တော့အထူးကြီးဆိုင်ပါလို့ပဲအကြံပြုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရေဒီယာလေးပြမယ်ဒီရေဒီယာလောက်ထားခြင်းအပြင်ဒီလာမယ့်2026မှာဘောရူသားတွေကံကောင်းခြင်းနဲ့ကိုယ့်စီကိုရောက်ရှိလာပြီးတော့ စီးပွားရေးငွေရေးအလောက်ကန်ပညာရေးစုစရာအဆင်ပြေသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလာမယ့်2026မှာမိတ်ဆွေရဒီရတရားကိုကန်ညက်တဲ့အခြေအနေကြီးခြေပါအဆင်မပြေတဲ့အခြေအနေတွေခြေချင်းရပြီးကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ရတရားကိုကျွန်တော်တို့တူလက်ကြည့်ကြမယ်ခင်ဗျာ။ခြေရမယ့်ရတရားကတိတ်မခတ်ပါဘူး၊လွယ်ကူပါတယ်။မိတ်ဆွေရအိမ်ကဖျားမှာဒါမျိုးနှိမ့်ဆက်ရဖျားနေမှာ ပဲကျော်ဒါမှမဟုတ်ရင်ပဲပြုတ်ကိုလှူဒန်းပေးရမှာဖြစ်ပါတယ်အဆင်ပြေလိုမျိုးမိတ်ဆွေပဲကျော်တွေပဲပြုတ်တွေကိုပကံပြားလေးမှာထည့်စွန်လေးထည့်เนาะအဲ့ဒါကိုဖះအောင်ကိုယုံကြည်ယူတည်တည်နဲ့ကတ်လူပါပြီးရင်စီမီတွေမွေးတာတွေထုံးပြီးရင်တောက်တော့ရေတွေကတ်အဆင်ပြေလိုမျိုးလေးမိတ်ဆွေကတ်လူလို့လည်းရပါတယ်ဒီရတရားလေးကိုမကြမကြပေါ့မိတ်ဆွေကတ်လူချင်ရတဲ့ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ပြီးတော့ရင်ကိုကတ်လူရမယ့်နေ့ကလည်းမိတ်ဆွေရဲ့ဖို့ထုနေမနဲ့9:45မိနစ်မှာဒီလိုစွန်လေးတွေကိုကတ်လူပြီးတော့စုတောင်းမယ်ဆိုရင်အလွယ်တကူ တော့ဖြစ်ချင်တဲ့ရာတွေပြမြောက်သားတွေအဆင်ပြေတော်တွေကြုံတွေ့နိုင်ပါတယ်ပြီးတော့ဒီကုလိုရေတရားကိုခြေပြီးတော့နောက်ပဲဆုံးအမျှပေးတဲ့နေရာမှာ32ပုံကျင်းလင်ကြဆုံးတော့တရဝါပေါင်းနဲ့မြေတားတွေပို့လို့ပါအမျှတွေပေးဝေးပါကိုဖြစ်ချင်တဲ့ဆန္ဒတွေဆုတောင်းပါတေချာပေါင်းပြမြောက်သွားမှာဖြစ်ပါတယ်ရေယုံကြီးနဲ့လှုပ်ပါနော်ဘာဖြစ်လဲဆိုတော့ဒီကုလိုရေတရားကမဲဆိုတဲ့ဘာအကုတ္တမမဖြစ်ဘူးကုတ္တလည်းရတယ်ကိုယ်တက်လည်းအဆင်ပြေတဲ့ရေတရားတစ်ခုဖြစ်တယ်ဒါကြောင့်လွှဲရတော့အရန်လွှဲတယ်ပဲကြော်လည်းရတယ်ဒါမှမဟုတ်ပဲပြုတ်စုံလေးတွေကိုဘုရားကကတ်လူတော့ဒါပဲ ောက်တစ်ချက်ရေးကြည့်တာကမိတ်ဆွေရဲ့အညံ့တွေမဝင်လာအောင်အညံ့တွေထွက်သွားရအောင်မိတ်ဆွေရဲ့အရာအောက်မှာဇီးရွက်ဇီးခိုင်းလေးတွေကိုထည့်ပြီးတော့အိပ်ပေးပါကျမရေးနေခေါင်းရအောင်လို့ပါဇီးရွက်ဇီးခိုင်းဇီးဆိုတော့နော်အဆူလေးတွေပါမယ်တတိထားပေါ့နော်အဆူတွေကိုတေချာလေးဖယ်ပြီးမှပဲကိုယ့်ရဲ့အိပ်ရာခင်းရဲ့အောက်မှာခင်းပြီးတော့အိပ်ပေးပါပြီးရင်တစ်ဖက်လောက်တတိအိပ်အိပ်ပြီးွားပြီးအဲ့ဒီရဲ့ဇီးခိုင်းဇီးရွက်လေးတွေကိုချောင်းထဲမှာသွားမျောပြစ်ပါလက်အိပ်စုပြီးတော့ဂိုင်းတော့လက်အသားနဲ့သွားမဂိုင်းနဲ့ ငါးစီမှရှိနေအညက်လေးငါးစီမှရှိရင်မကောင်းတဲ့ရာတွေဒီဈေးကိုင်းဈေးပဲဈေးညွတ်ကနေချောင်းနဲ့တပါတယ်ဒီအညက်လေးမြောပါသွားပါစေဆိုပြီးဆုတောင်းပြီးတော့ပြောပြရမှာဖြစ်ပါတယ်ဒီအရာအခြေချင်းအားဖြင့်မိတ်ဆွေကံကောင်းမှုတွေတွေတော့ရရှိမှာဖြစ်ပါတယ်အညက်တွေကမဝင်လာတော့ဘူးကံကောင်းမှုတွေပဲကိုယ့်စီဝင်လာမှာဖြစ်ပါတယ် ရရောင်ရေယုံချင်းလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။မြို့လေးအစုံတတ်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်။ကိုလိုမျိုးပဲအခက်ခဲတဲ့အချက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်ညီသားနဲ့ share ဝင်မြချင်းလုပ်ဖို့မွေးပါနဲ့ခင်ဗျာ။မဲဆိုတော့ share တစ်ချက်ကမပင်ပန်းဘူးဆိုပေမဲ့တစ်ခါမှအဆင်မပြေဘူးအခက်ခဲတွေကြုံတွေ့နေတယ်ဆိုရင်တစ်ခါကအဆင်ပြေသွားမယ်ဆိုရင်မဲဆိုရင်ကျွန်တော်ကဖတ်တူကုလို့ရမှာဖြစ်ပါတယ်။သူများအကျိုးကိုလူလားတယ်ဆိုရင်ကိုယ့်ရဲ့အကျိုးတွေကလည်းမှတ်ချခင်မှာပေါ်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share ဝင်မြပြီးတော့ကုလို့ယူလိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ ကျောင်းမိတ်ဆွေတွေနှစ်အစနှစ်ဆုံးကောင်းတော်နှမိတ်ကောင်းတော်တဲ့ကောင်းတော်ငွေကြီးကောင်းတော်မိသားစုဘာတွေပိုင်ဆိုင်ပြီးတော့ကောင်းတော်ချစ်သူဘာတွေလည်းအများဆုံးကြုံတွေ့ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီလာမယ့်2026မှာအိမ်တော်ရေးစီးပွားရေးကျန်းမာရေးလောက်ကိုင်းတွေစရာဆင်ပြေပြီးတော့ပျော်စွေတော်မိသားစုဘာတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာမိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာလေးတွေမဆင်းတဲ့အရာလေးတွေနားမလည်တဲ့အရာလေးတွေ ကိုအရန်တစ်ချင်တဲ့အကြောင်းအရင်းရှိတယ်ဆိုကွန်မန့်မှာလည်းမှတ်လာလို့ကြားပါရယ်။ကဲနောက်နေ့မှပြန်လည်ဆွေးနွေးကြပါမယ်။ဆယ်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။